မြန်မာစစ်တပ်ကိုနှစ်ပေါင်းများစွာထောက်ပံ့နေသည့်ဂုံတီပြည့်အာဆီယံတထေးကြီး၃ဦးကြောင့်ပဲဖြစ်ပါတယ်။မြန်မာစစ်အုပ်စု၏အကြမ်းဖက်ဆစ်ဆင်ရေးများကို အားပေးကူညီနေသည့်ဂုံတီပြည့်အာဆီယံတထေးကြီးများစီရင်အား Justice for Myanmar JFM အဖွဲ့ကမေလ၁၂ရက်ကထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဂုံတရီပြည့်တထေးကြီးများစီးရင်တွင် ပါဝင်သောအာဆီယံတထေးကြီးများ၏အသေးစိတ်အချက်အလက်များကို GFM ကဆက်လက်ထုတ်ပြန်လျက်ရှိရာယခုသတင်းတွင်အာဆီယံဒေသအတွင်းမြန်မာနိုင်ငံထိုင်းနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့မှတထေးကြီးသုံးဦးအကြောင်းကို တင်ဆက်သွားမည်ဖြစ်ပါသည်ပထမတစ်ယောက်ကတော့နေအောင် International Group of Entrepreneurs IGE တည်ထောင်သူနှင့်အကူအညီ အာနာရှင်ဟောင်းတန်းရွှေဤလူရင်းလည်းဖြစ်သဘောထားတင်ပါပြီနမဲဆိုးဖြစ်ကြောကြခဲ့သည့်ဒုတိယဘုံမူကြီးအောင်တောင်းဤသားဖြစ်သူနေအောင်သည်ကာလချီမြန်မာစစ်အုပ်စုခရိုနီတူဦးဖြစ်သည့်၎င်းသည်ဗန်လုပ်ငန်း ကထုံးလုပ်ရေးစွန့်အင်နဲ့ဟိုတယ်လုပ်ငန်းများဖြန့်ကျက်ပါဝင်သည့်စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကိုတည်ထောင်ထားပါတယ်မြန်မာစစ်တပ်ပိုင်းမြေပေါ်တွင်တည်ဆောက်ထားသော Let Hotel တွင်၎င်း၏စီးပွားရေးလုပ်ငန်းများပါဝင်နေသလိုတန်လွေမြစ်ပေါ်ရှိအငင်းပွားဖွယ်ရေအားလျက်စစ်စီမံကိန်းတွေလည်း၎င်းပါဝင်နေသည်ဟု Justice for Myanmar ကထုတ်ပြန်ထားပါတယ် ဝီကီလိတ်ကထုတ်ပြန်လိုက်သည့်2008ခုနှစ်အမေရိကန်တန်ယုံကျေးနှံတွင် နေအောင်နှင့်ညီဖြစ်သူပြီအောင်တို့ကဟလ်ဒွမ်များပြားသည့်စီးစိန်ချမ်းသာကိုစုဆောင်းရန်၎င်းတို့မိသားစုအဆက်အနွယ်များအာနာရှင်စစ်အုပ်စုနှင့်နီကတိဆက်ဆံရေးတို့ကိုမိတို့အုံချခဲ့ကြောင်းဖော်ပြထားပါသည်၎င်း၏နောက်ထပ်ညီကိုတဦးမှာစစ်အုပ်စု၏အမျိုးသားလုံခြုံရေးအကြံပေးဘိုးချုပ်ကြီးမိုးအောင်ဖြစ်ပြီး မိုးအောင်အောင် EU နဲ့ကနေဒါတို့ကတန်ခတ်ပိတ်ဆို့မှုများချမှတ်ထားသည်၎င်းတို့၏ဖခင်ဖြစ်သူဒုတိယဗိုလ်မှူးကြီးအောင်တောင်သည်ယခင်စစ်အုပ်စုအစိုးရလက်ထက်အကတိလိုက်စားသည့်အချင်းပြက်ဝန်ကြီးတဦးဖြစ်ခဲ့သည့်အပြင် နမေဆိုးဖြစ်ကြောကြသောသဘောထားတင်မာသူတို့အူလည်းဖြစ်ပါတယ်။နေအောင်သည်ဇနီးဖြစ်သူခင်မျိုးညွတ်နဲ့အတူ UAB ဘဏ်ကိုတည်ထောင်ခဲ့ပြီး၎င်းတို့ပိုင်း IGE အပေါ် EU ကတန်ခတ်ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးနောက်ရပိုင်းအကြာတွင်၎င်းတို့၏ရှယ်ယာများကိုဝန်ကွဲညီကိုထံလွှဲပြောင်းပေးအပ်ခဲ့သည်ဟု GFM ကထုတ်ပြန်ထားပါတယ်။ဒုတိယတယောက်ကတော့အက်ဒဝင်းဆိုရာဂျာယာအင်ဒိုနီးရှားတထေကြီးပဲဖြစ်ပါတယ်။ ်အဒဝင်းဆူရာဂျာယာဤစီးပွားရေးလုပ်ငန်းများထဲမှတစ်ခုသည်စင်ကာပူအခြေစိုက် Stock Exchange စီးရင်ဝင် Company Intera Resources Ltd ဖြစ်တဲ့ရင်းကော်မတီတီ Go Petro Joint Operating Company INCE 60ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ် ဆိုရာဂျာရာတီ2023ခုနှစ်အထိ Entire Resources ဤဥက္ကဋ္ဌအနေဖြင့်နှစ်20နီးပါးထမ်းဆောင်ခဲ့ပြီးမြန်မာစေအုပ်စုအဆက်ဆက်နဲ့မတမာစီးပွားရေးလုပ်ငန်းများလုတ်ကိုင်းခဲ့သည်ဟု JFM ကပြောဆိုပါတယ် ကိုပထိုကုမ္ပဏီသည်လရှိစစ်အုပ်စုအတွင်း2021ခုနှစ်ဇန်နဝါရီလမှ2023ခုနှစ်နှစ်ကုန်အတွင်းအမေရိကန်ဒေါ်လာတန်း150ကျော်တန်ဖိုးရှိရေနံစီပေါင်း2တန်းကျော်ကို ရောင်းချထောက်ပံ့ကူညီခဲ့ပြီးစစ်အုပ်စုကျူးလွန်လျက်ရှိသည့်စစ်ရာဇဝတ်မှုများနဲ့အွန်လိုက်ကျင်းလိုက်အကြမ်းဖက်နေမှုများကို လောင်စာဖြည့်ကူညီခဲ့တယ်။ ကိုပထရိုအီတန်40ရာခိုင်နှုန်းကိုမြန်မာစစ်အုပ်စုထံစစ်လက်နက်များရောင်းချထောက်ပံ့နေသည့်တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီး Norinco E ကုမ္ပဏီတစ်ခုကပိုင်ဆိုင်ပါတယ်။ဆိုရာဂျာရာတီအင်ဒိုနီးရှားနိုင်ငံတွင် အချမ်းသာဆုံးတထေကြီးများထဲကတစ်ယောက်ဖြစ်တဲ့ရင်းသို့ဖြစ်လာရခြင်းမှာမြန်မာနိုင်ငံတွင်စစ်အုပ်စုလက်ချက်ဖြင့်တေဆုံသွားသူအများပြားနဲ့ကိုလက်အင်ကချိုးတက်သူများ၏ဂျေဇူးနယ်မကင်းကြောင် JFM ကထောက်ပြဝေဖန်ထားပါတယ်။ တတိယတူကတော့ဒါနင်းချီယာရာဘန်တော့ချာရွန်ဖော့ဖန်ဂရုစီဘီဂရုဤအကြီးတန်းဥက္ကဋ္ဌဖြစ်ပါတယ်။စေအုပ်စုကိုထောက်ပံ့နေသည့်နောက်အာဆီယံတတိယကြီးတူမှာထိုင်းဘီလီယံနာတတိယကြီးဒါနင်းချီယာရောဘန်တော့ဖြစ်ပါတယ်။ ၎င်းတို့ပိုင်း CB Group သည်မြန်မာနိုင်ငံအာရကန်ပြည်နယ်ကြောက်ဖြူမြို့ရှိတရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းပါအငင်းပွားဖွဲအထူးစီးပွားရေးဆောင်နဲ့ရေနံစိတ်ကန်းစီမံကိန်းအားဖော်ဆောင်နေသည့်အချိုးတူပူပေါင်းကုမ္ပဏီစုကြီးနှစ်ခု၏အစိုက်ပိုင်းဖြစ်ပါသည်အဆိုပါညင်ပွားဝယ်စီမံကိန်းအား2021စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်တတူရရေလှုပ်ဆောင်လာခဲ့ပါတယ် CP Group သည်မြန်မာစိုက်ပျိုးရေးကဏ္ဍတွင်လည်းစီးပွားရေးလုပ်ကိုင်သည်2014ခုနှစ်တွင်ရင်းကုမ္ပဏီသည်ရေလုတ်သားများကိုကျွန်းအဖြစ်ခိုင်းစေအသုံးပြုခဲ့သည့်အယောင်းတိုင်များစီမှငါးစာများဝယ်ယူသည့်ကုမ္ပဏီအဖြစ်ဖော်ထုတ်ခံထားရသည်ရင်းကုမ္ပဏီသည်ပြမပင်ဆက်မှုဆောင်ရှိစစ်အုပ်စုထိန်းချုပ်ထားသည့်ဝန်ကြီးဌာနထံမှငါးရဲမြေပေါ်တွင် စီးပွားရေးလုပ်ငန်းတစ်ခုကိုဆက်လက်လုပ်ကိုင်လျက်ရှိပါသည် အဆိုပါအာဆီယံတထေးကြီးများဤမြန်မာနိုင်ငံတွင်းလုပ်ငန်းများမှစစ်အုပ်စုတို့အခွင့်ပေးချေမှုများသည်မြန်မာပြည်သူများအားအကြမ်းဖက်ဖိနှိပ်ရန်အတွက်ကုန်ကြစရိတ်အလွန်များပြားသော လေကြောင်းတိုက်ခိုက်မှုများအပေါ်အကြီးအကျယ်မိခိုနေရသည့်စစ်အုပ်စုအတွက်ကြီးမားသော ဝင်ငွေရပောက်ရလန်းဖြင့်ကူညီပေးလျက်ရှိသည်ဟု GFM ကအခိုင်အမာပြောဆိုပါသည်ထို့ကြောင့်ထို့သို့ချမ်းသာကြွယ်ဝသောအာဆီယံတထေးကြီးများကစစ်အုပ်စုကို ထောက်ပံ့နေသရွေ့ မြန်မာအုပ်စု၏ရက်စက်ကြမ်းကြုတ်သည့်ကြမ်းဖက်မှုများကကလေးသူငယ်များ၏အသက်များအားဆက်လက်ချိမ့်ချောက်နေသည်၍အာဆီယံဖွဲ့အနေနဲ့မြန်မာငြိမ်းချမ်းရေးအတွက်ပံ့ပိုးပေးနေသည်ဟုပြောဆိုခွင့်ရှိကြောင်း DFM ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်